ယူကရိန်းစစ်ပွဲရစာရေးဆွေးနွေးမှုတွေမှာကုလသမဂ္ဂ UN ပါဝင်လာနိုင်ခြေကို အမေရိကန်နဲ့ရုရှားတို့ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရပါဗါဒအမေရိကန်နဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ဟာစစ်ပွဲရစာရေးဆိုင်ရာညှိနှိုင်းမှုတွေကိုမတ်လ24ရက်နေ့တုန်းကဆော်ဒီအာရေဗျာနိုင်ငံမှာပြုလုပ်ခဲ့ပါဗါဒအဲ့ဒီဆွေးနွေးမှုကယူကရိန်းတနိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်ခတ်ရစာရေးဆိုတာမျိုးထက်အေရိယာသတ်မှတ်ချက်ပိုကျင်းမြောက်ပြီးပင်လယ်နက်မှာတိုက်ခိုက်မှုတွေရပ်ဆိုင်းစေဖို့ကိုအထူးကဥတီခဲ့တာဖြစ်ပါတယ်။ အိမ်ဖြူတော်ကအဲ့ဒီဆွေးနွေးပွဲအသေးစိတ်ရလဒ်တွေကိုထုတ်မပြောခဲ့ပေမဲ့အပြုသဘောဆောင်တဲ့ကြေညာချက်တစ်ခုခုကိုမကြခင်ထုတ်ပြန်နိုင်ဖွယ်ရှိတယ်လို့မှတ်ချက်ပေးထားပါတယ်။ Riyadh မြို့ကတွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်တယောက်ကတော့မတ်လ25ရက်နေ့တုန်းက TAS သတင်းဌာနနဲ့တွေ့ဆုံချင်း UN နဲ့တခြားနိုင်ငံတချို့ကစစ်ရဆိုင်ရေးမှာဘလို့အခမ်းအနားမျိုးနဲ့ပါဝင်နိုင်မလဲဆိုတာကိုပါထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့မှတ်ချက်ပေးပါတယ်။ကိစ္စတိုင်းကိုရှုထောင့်ပေါင်းစုံကဆွေးနွေးခဲ့ကြအောင် ဆွေးနွေးမှုတွေဟာစိန်ခေါ်မှုတွေများပြီးစိတ်မသက်မသာအခြေအနေတွေလည်းရှိခဲ့ကြောင်းဒါပေမဲ့ရုရှားအတွက်ရောအမေရိကန်အတွက်ပါအများကြီးအသုံးဝင်ခဲ့ကြောင်းရုရှားလွှတ်တော် အမတ်ကာရာဆင်ကပြောပါတယ်ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ရုရှားအမေရိကန်နောက်ထပ်ဆွေးနွေးမှုတွေရှိလာမှာဖြစ်ပြီး UN အပြင်အမည်မဖော်ပြနိုင်သေးတဲ့တခြားနိုင်ငံတချို့လည်းပါဝင်လာနိုင်ခြင်းရှိတယ်လို့ရုရှားတန်အရာရှိဟောင်းတဦးလည်းဖြစ်တဲ့ကာရာဆင်ကအမှတ်ချက်ပေးသွားပါတယ်နောက်ပြီး UN နဲ့နိုင်ငံတချို့ကပါဝင်ဆွေးနွေးလာဖို့ကို အမေရိကန်ရောရုရှားကပါလူလာကြတယ်လို့သူကဆိုပါတယ်ရုရှားကိုယ်စားလှယ်အဖွဲ့နဲ့နှိစက်တဲ့နောက်ထပ်သတင်းရင့်မြစ်တအုပ်ကတော့ဆွေးနွေးပွဲမှာထွက်ပေါ်လာတဲ့ရလဒ်တွေကိုဝါရှင်တန်နဲ့မော်စကိုမှာရှိတဲ့အစိုးရတွေစီပြန်လည်တင်ပြထားပြီးတရားဝင်မထုတ်ပြန်ခင်အတီးပြူချက်တွေစောင့်ဆိုင်းနေစေလို့ပြောကြားသွားပါတယ်ရှင်